ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။လောကရန်တာကငှက်မိတာဆိုတိုင်ငယ်မမာဟီစီမှာငှက်ကလေးတောင်းရောက်ရှိပါတယ်။ငှက်ကလေးတိုနီရဲ့ဒိုရာနဲ့တက်တူရွေးလေးချုပ်တူးတို့ပဲဖြစ်ပါတယ်။သမီးတွေထဲမှာတိုနီကအကြီးဆုံးဆိုတော့ မာဟီကတိုနီကိုအိမ်နာပြုပေးလိုက်ပါယောက်ျားဆုံးသွားပြီးခင်ဗျာမာဟီကသူ့သမီးတွေကိုတီချာထိန်းကျောက်လာခဲ့ရဖြစ်ပါတယ်။နှက်ကလေးဒိုရာကလည်းကုံရောင်းဝင်လုပ်ပါတယ်။အငယ်ဆုံးသမီးဖြစ်တဲ့ချိုတူလေးကတော့ကြောင်တက်နေပါတယ်။ဒီလိုနဲ့တဖြည်းဖြည်းနေရက်တွေကုံဆုံးလာခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့တိုနီရဲ့ယောက်ျားကရုပ်တရက်တီဆုံးသွားခဲ့ပါတယ်။ယောက်ျားဆုံးသွားပြီးနောက်ပိုင်းတိုနီကသူ့မရဲ့အမေအိမ်မှာပဲပြန်လာနေပါတယ်။ သုံးကောင်လုံးရှုံးကန်ပြီးအိမ်ရဲ့စားဝတ်နေရေးအတွက်ငွေရှာနေကြပါ යි ဂျိုတူကလည်းကြောက်ဆက်တက်နေပါ යි ဒီလိုနဲ့ပဲသူတို့တွေကဘဝကိုရှုံးကန်ပြီးဖြတ်တန်းနေကြပါ යි ဒါပေမဲ့တနေ့မှာတော့ငှက်ကလေးဒိုရာဟာညမိုးချုပ်တဲ့အထိ အလောက်ကနေပြတ်မလာပါဘူးအိမ်မှာလည်းအားလုံးကသူ့ကိုစိတ်ပူနေကြပါ යි အချိန်အကြာကြီးနေမှာဒိုရာကအိမ်ကိုပြန်ရောက်လာခဲ့ပါ යි ဒီနေ့သမီးပါလို့အိမ်ပြန်အရန်နောက်ကြလဲအမေတို့အားလုံးအိမ်မှာဘလောက်စိတ်ပူနေကြလဲဆိုတာသိလားသမီးပဲထွက်သွားလဲ ။တမီအလှုပ်ပြုတ်သွားပြီအမေ။အဲ့တော့တမီလည်းနောက်အလှုပ်သေးတစ်ခုကိုလိုက်ရှာနေရ။အဲ့ဒါကြောင့်တမီအိမ်ပြန်နောက်ကျသွားတာပါ။လမ်းမှာသုံးစားလို့မရတဲ့အကောင်တွေကတမီနောက်ကိုလိုက်လာကြတယ်။သူတို့ပညာပေးဖို့တမီရဲစခန်းကိုသွားတိုင်ခဲ့တယ်။ဒါပေမဲ့တမီကဘာလို့အလှုပ်ပြုတ်သွားရလဲ။အမေသူတို့ကတမီကိုမနက်9:00နာရီည10:00နာရီထိအလှုပ်လှုပ်ခိုင်းနေ။အဲ့လိုလုပ်ပေးလဲတမီးကို၃000ပဲပေးရင်အဲ့တော့တမီးရဲ့လောအခါတိုးပေးဖို့သူတို့ကို ပြောကြည့်သေးရဲ့ အဲအိချောင်းနဲ့ပတ်သက်ပြီးတမီးတို့စကားများကြတယ်။အဲလိုကနေတမီးတို့အလုပ်ထုတ်လိုက်ကြတယ်။အမရဲ့အလုပ်ကနေပဲအိမ်အတွက်ငွေဝင်နေရလေ။အခုအိမ်ငွေလည်းမဝင်တော့ညီမတို့ရဲ့ခံများဘလောက်တောင်စိုးလိုက်တလဲ။သူတို့အားလုံးလည်းအတော်လေးစိတ်ညစ်ကုန်ကြပါရဲ့။နေရက်တွေသာတဖြည်းဖြည်းကုန်ဆုံးသွားပြီမဲ့ဒိုရာခမအခုတည်းအလုံးမရသေးပါဘူး။သူတို့ရဲ့အမေကလည်းအသက်ကြီးပြီဆိုတော့ဘာအလုံးမှမလုပ်နိုင်တော့ပါဘူး။တိုနီကလည်းမုတ်ဆိုးမှဖြစ်နေရော့ ရှင်အနေငယ်တော့သူမအိမ်ထဲမှာပဲနေရအောင်မှာပါအဲ့တော့အိမ်မှာအလောလောမဲ့သူကဘသူမှမရှိတော့ပါဘူးအဲ့ဒါကြောင့်သူတို့အတွက်တရက်တစ်ရက်ပို့ပြီးတော့ချက်တဲလာပါနောက်ဆုံးတော့ချူတူလဲကြောက်ထွက်လိုက်ရပါသူတို့အားလုံးမောက်အချောက်ပဲစားပြီးနေရတွေခက်ခက်ခက်ခဲဖြတ်တန်းနေကြရပါအဲ့လိုခက်ခဲနေတဲ့အချိန်မှာတရက်ကြတော့ဖျားသခင်ကကက်ကလေးလူစီပုံစံနဲ့သူတို့အိမ်ကိုရောက်လာပါအဲအတော်ပါလားလာပါလာပါအိမ်ထဲကိုလာပါ အင်းမလာတာတော့အတော်ကြာနေပြီနော်နင်တို့အစီမပြေဘူးဆိုတာငါကောင်းကောင်းသိပါရဲ့နင်တို့အားလုံးနေ့ရက်တွေခက်ခက်ခက်ခဲနဲ့ဖြတ်သန်းနေကြရတာငါအယောင်းဝယ်လို့တကူစထားတယ်အဲ့လိုတည်းငါလူလိုတယ်အဲ့လိုကြောင့်ငါနင်တို့အိမ်အရင်ဆုံးလာပြောပြတာတခြားဘသူစီမှာမှမသွားရသေးဘူးတရွက်တွေနဲ့ပကံပြားတွေလုပ်တဲ့အလုပ်ကိုငါစတင်ခြင်းနဲ့တရွက်တွေနဲ့ပကံပြားဘလို့လုပ်ရလဲဆိုတာလေငါသိပြီးသွားပြီငါနင်တို့ကိုလည်းသင်ပေးလိုက်မယ်ပကံများတစ်ချက်အတွက်နင်တို့သုံးချက်ရမယ် တရက်အတွက်နင်တို့လုံနိုင်တယ်လို့လုံလိုက်ကြ။အ ਨੇ ဆုံးတော့နင်တို့တရက်ကိုပကံများအခု200 300လောက်တော့လုံနိုင်ကြမှာပဲလေ။အဲ့ဒါဆိုနင်တို့ရဲ့အခက်ခဲတွေလည်းအဆင်ပြေသွားလိမ့်မယ်။ငှက်ကလေးလူကြီးကအခုလိုစကားမျိုးကြားရတော့သူတို့အားလုံးအယံဝမ်းသာသွားကြပါ යි ။အတော်ကသမီးတို့ရဲ့အကူအညီနားလည်ပေးပြီးသမီးတို့ကိုကူညီပေးခဲ့တယ်။အတော်ရဲ့ကျေးဇူးတီဘွားတော်ကောင်းအောင်ဆက်နိုင်တော့မှာမဟုတ်ဘူး။တော်နီလည်းလူစီကိုကျေးဇူးတင်ကြောက်ပြောလိုက်ပါ යි ။ အဲ့အတွက်လူစီလည်းအယံကျေနပ်သွားပါ යි နောက်နေ့ကစပြီးသူတို့ကအလုပ်စားလုပ်ကြပါ යි အခုဆိုရင်ကြက်တူရွေးလေးချို့တူလဲကြောင်းပြန်တက်နေပါပြီသူတို့တောင်းရအောင်လဲအိမ်ထဲမှာနေပြီးတော့အလုပ်တွေကိုအယံကြိုးစားလုပ်ကိုင်နေကြပါ යි လောက်ကုန်ရက်ကိုရောက်တော့သူတို့ပတ်စံတွေအများကြီးရလိုက်ပါ යි တိုနီလည်းဝမ်းနေမိကသူမရဲ့အမေကို အခုလိုပြောလိုက်ပါ යි အမေသမီးယောက်ျားဆုံးသွားတော့သမီးလည်းအသက်ဆက်မရှင်ကျင်တော့ဘူးဆိုပြီးတွေးခဲ့မိရဲ့ ဘာလို့လဲဆိုတော့အမေတို့အတွက်သမီးအောင်ဝင်ထုတ်ဝင်ပိုးကြီးတခုလုံးမဖြစ်စေချင်ပါဘူး။သမီးကိုဟာကိုတက်တည်ဖို့လဲစူးစားခဲ့ပါသေးရဲ့အမေ။ဒါပေမဲ့လည်းသမီးမလုပ်ရဲခဲ့ဘူး။ကြည်ရတာဖျားသခင်ကသမီးရဲ့ဘဝမှာလာမယ့်ပျော်ရွှင်မှုတွေမြင်နိုင်အောင်သမီးကိုအသက်ဆက်ရှင်ခိုင်းထားတာထင်တယ်။သမီးအမေကိုကူညီပေးနိုင်အောင်သမီးကိုယ်တိုင်ပတ်စံရှာနိုင်နေဆိုတာသိနိုင်အောင်အဲ့ဒါတွေကြောင့်သမီးအခုထိအသက်ရှင်နေသေးရနေမှာမုံနီရဲ့တုံနီကိုသူမရဲ့အမေကအခုလိုပြောလိုက်ပါတယ်။ မငိုပါနဲ့ရသမီးလေးရဲ့အဲ့လိုအတွေ့မျိုးနောက်ဘတော်မှမတွေ့မိစေနဲ့နော်သမီးဖေဖေဆုံးသွားပြီးနောက်ပိုင်းအမေလည်းသမီးတို့ပြူစုမဆောက်ရှောက်နိုင်ခဲ့ဘူးဒါကြောင့်ကိုယ့်အကိုတက်တည်ခဲ့ပြီးအခုချိန်သမီးတို့ဘယ်နေကြမလဲဘဝမှာအခက်အခဲတွေနဲ့ကြုံတွေ့လာပြီးဆိုရင်ကိုယ့်ဟာကိုယ်အရှောင်မပေးဘဲရင်ဆိုင်ဖြည့်ရှင်းလိုက်တာဟာအကောင်းဆုံးပါအဲ့ခါကျမှအမေတို့ကလောကနဲ့အကြောင်းကိုကောင်းကောင်းနားလည်လာကြမှာသမီးအသက်ရှင်နေသေးသေး၍ဘဝမှာအဲ့လိုပဲ အခက်ခဲတွေရေးစားကြော်ဖြတ်ရအောင်ပါဘသူရဲ့ဘဝကဘယ်အချိန်မှဘလို့ပြောင်းလဲသွားမယ်ဆိုတာဘသူမှမသိနိုင်ကြအောင်အချိန်တစ်ခဏလေးအတွင်းမှာပဲဘယင်ကသတောင်းစာ ဖြစ်သွားနိုင်တယ်လို့သတောင်းစာလေဘယင်ဖြစ်လာနိုင်နေအဲ့ဒီအချိန်မှာလက်ကလေးလူစီကသူတို့စီကိုရောက်လာပါအမားတို့အလုံးအားအလောက်ကိုတိချကြိုးစားပြီးလောက်ကင်နေကြပဲအမားတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့်ကျမလည်းအမျက်တွေအများကြီးရလိုက်တယ်အဲဒါကြောင့်ဒီနေ့ဆပြီးပကံများတစ်ချက်ကို၅ချက်စီပေးပါမယ် အဲ့လိုဆိုရင်အမတို့လည်းတလားတလားပတ်စံများများရှာသွားနိုင်လိမ့်မယ်။လူစီရဲ့စကားကိုကြားတော့သူတို့အားလုံးပြောမပြချက်အောင်ကိုဝမ်းသာသွားကြပါ යි ။ကျေးဇူးအများကြီးတင်ပါအတော်ရဲ့အတော်ရဲ့ကျေးဇူးသမီးတို့ဘယ်တော့မှမမိပါဘူး။ဒိုရာရဲ့အတော်ကိုကျေးဇူးတင်မှမလိုပါဘူး။အတော်ကြားတာတော့သမီးဓာတ်မောက်ကောင်းကောင်းချက်တက်တယ်ဆိုအတော်တခါတော့ဓာတ်မောက်ချက်ကျွေးကြည့်ပါလား။ဟုတ်ကဲ့ပါတော့ချက်ကျွေးပါမယ်။အဲ့လိုနဲ့တရက်ကြတော့ဒိုရာကဓာတ်မောက်ချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီးဓာတ်မောက်ချက်ပိုင်းပြီးတော့လူစီကိုကျွေးလိုက်ပိုင်းဒီဓာတ်မောက်ကအရင်စားလို့ကောင်းတာပဲသမီးကဓာတ်မောက်ချက်တာအလောက်တော်တော့ဘာလို့အဲ့လိုကိုမလုပ်ပဲထားထားလဲသမီးသာဓာတ်မောက်ဆိုင်ကောင်းကောင်းဖွင့်သမီးအတွက်လည်းအကျိုးရှိတယ်လို့အတော်အတွက်လည်းအကျိုးရှိတယ်ဆိုင်အတွက်ကုန်ကြမ်းစီတွေအကောင်လုံးအတော်စိုက်ပေးထားမယ်လေဘလို့လဲအရင်အစဉ်ပြေတာပေါ့အဲ့လိုကိုစားလို့ပို့သမီးတို့စီမှာလည်းအရင်နီနည်းနည်းရှိတယ်အတော်ပြောသလိုပဲသမီးတို့စားလို့ပါမယ် အဲ့လိုနဲ့ရက်အနှင်းငယ်ကြာပြီးနောက်ပိုင်းမှာတော့သူတို့ကတံပေါက်ဆိုင်စောက်ဖွင့်လိုက်ပိုင်တံပေါက်ဆိုင်အတွက်လိုအပ်တဲ့ပကံပြားတွေကိုလည်းလူစီစီကဝယ်ပိုင်အဲ့လိုနဲ့တယောက်ပေါ်တယောက်ကူညီကြရင် သူတို့အားလုံးပျော့ပျော့ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းနေကြပိုင်ဒုက္ခိတာညက်ညီမာတွေရဲ့ဘဝတိုနီနဲ့ချိုတိုညီမနှစ်ယောက်လုံးကဒုက္ခိတာတွေပဲဖြစ်ကြပိုင်တိုနီမှာခြေထောက်နှစ်ဖက်မရှိပါ ချိုတူးမှာလည်းခြေထောက်တစ်ဖက်မရှိချပါဘူး သူတို့နှစ်ယောက်ကကြိုကြိုဆဆာနဲ့ပညာသင်နေပိုင်သူတို့နှစ်ယောက်ကရရအလုပ်ကိုလောက်ကန်ရှာဖွေစားတောက်နေကြရပိုင်သူတို့ရဲ့အမေကြီးကန်းကြီးကျူကအင်ဂျင်နီယာတယောက်ဖြစ်ပိုင်သူတို့ရဲ့အဖေကတော့ဆရာကြီးတယောက်ဖြစ်ပိုင်ပညာရည်အများကြီးတက်ပြီးအလုပ်ပိုင်ကောင်းကောင်းရှာထားပြီမယ်လေသူတို့ရဲ့သမီးတွေကဒုက္ခိတတွေဆိုပြီးစွန့်လွတ်ခဲ့ကြပိုင်အဲဒါကြောင့်တိုနီနဲ့ချိုတူတို့ကသူတို့ရဲ့မိဘအကြောင်းနဲ့ပတ်သက်ပြီးဘသူကိုမှမပြောပြပါဘူး ချိုတူးကတော့ထော်နေထော်နေနဲ့တိုနီရဲ့ဝီချဲကို တွန်းကူကကြောင်းအတူတူသွားကြပိုင် ခက်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 စူးစားပြီးသူတို့အင်ဂျင်နီယာကျောင်းကိုပြီးအောင်တက်လိုက်ကြပိုင်သူတို့ကိုအင်ဂျင်နီယာဘွဲပေးရဖို့အချိန်လျှောက်လာပါပြီဘွဲပေးရဖို့အတွက်ကျောင်းကသူတို့ရဲ့အမိကို စင့်ခေါ်ထားတာဖြစ်ပိုင်ကြီးကန်းကြီးကျူကသူတို့ကိုဘွဲလက်မှတ်ပေးအပ်မှာဖြစ်ပိုင်ဘွဲလက်မှတ်ယူဖို့အတွက်သူတို့နီယောက်ကြီးကျူးရှေ့ကိုရောက်တော့သူတို့ရဲ့အမိကသူတို့မမှတ်မိပါဘူးမတန်းသမီးတို့မမှတ်မိလား အနှစ်သမီးတို့မမှန်မိဘူးသမီးတို့နှစ်ယောက်ကဘယ်သူတွေလဲဆိုတာပြောပြပါအောင်ជីဂျူကအဲ့လိုမေးတော့တိုနီကအခုလိုပြန်ဖြေလိုက်ပါသမီးတို့ကအန်တီကိုတီချာမှတ်မိပါဒါပေမဲ့အန်တီကသမီးတို့မမှန်မိဘူးជីဂျူလည်းတီချာနားမလဲပေမဲ့မိုက်ကိုရှူကအားလုံးကိုအခုလိုအော်ပြောလိုက်ပါသူတို့နှစ်ယောက်ရဲ့မိဘတိတ်ကိုကန်ကောင်းလို့နေသူတွေပဲဒါတော့ခက်ခက်ခက်ခဲနဲ့ဘွဲရောင်ယူပြီးအလောက်ကైကန်ကောင်းကိုရှောက်ထားနိုင်ခဲ့ပြီ အားလုံးလည်းသူတို့ကိုအတုရွတ်တဲ့နေជីကျူလည်းသူတို့နှစ်ယောက်စလုံးကိုជីကျူစကားဆိုလိုက်ပါအဲနောက်မှာတော့ជីကျူကသူတို့နှစ်ယောက်ကိုလည်းစကားပြောပြီးပို့ပြောပါချွတ်တူကလည်းမိုက်ကိုယူပြီးအခုလိုပြောလိုက်ပါခုနကမတန်ပြောခဲ့တဲ့အတိုင်းကျမတို့ရဲ့မိဘတွေကအဲနောက်လည်းကံမကောင်းခဲ့ကြပါဘူးဘာလို့လဲဆိုတော့သူတို့ကကျမတို့ညီမနှစ်ယောက်ကိုငငယ်ကလေးကစွန့်လွတ်ခဲ့တာပါဘာလို့လဲဆိုတော့သမီးတို့ကသူတို့အတွက်ဝင်းတော့ဝင်ဖို့တခုလိုပဲတတ်မှတ်ထားကြလို့ပါ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ပါဖရာသခင်ကကျမတို့အခုလိုနေရာထိရောက်ကူညီပေးခဲ့တယ်။ဖရာသခင်ကကျမတို့ရဲ့အမေကိုရာကျမတို့ဘွဲလက်မှတ်ပေးအပ်ခိုင်းနိုင်မယ်လို့တော့မစင်စားဘူးပါဘူး။ဒါပေမဲ့အမေကတော့ကျမတို့မမှတ်မိပါဘူး။ချိုတူးရဲ့စကားကြတော့ជីဂျူးလည်းအယံအံ့ဟောသွားပါ යි ။သူတို့နေအောင်လောငါ့ရဲ့သမီးတွေလား။ជីဂျူးလည်းချက်ချင်းပဲအဲ့နေရာကနေတိတ်တိတ်လေးပြန်သွားပါ යි ။ငါတို့မတန်းလူကောင်းလို့ချင်းခဲ့တာ အမေဖြစ်ပြီးတော့ကို့သမီးတွေဒုက္ခိတာဖြစ်နေရနေစုံလွန်လိုက်တယ်။အဲဒီလိုအမေမျိုးဘယ်သူမှမရပါသေးနဲ့။အားလုံးလည်းជីကျူကိုမကောင်းပြောကြပါဘူး။ជីကျူလည်းအရန်စိတ်တူသားကအိပ်ပြတ်သွားပါတယ်။ချိုတူးနဲ့တိုနီတို့ကတော့ငုံနေရှာပါတယ်။ကျမတို့ခွလွတ်ပေးကြပါ။ကျမတို့ခံစားခဲ့ရတာတွေမမျိုးသိမ့်နိုင်တော့လို့ပြောခဲ့မိရပါ။ဒုက္ခိတာဖြစ်မွေးဖွားလာရတာက ကျမတို့ရဲ့အပြစ်မှမဟုတ်တာ။ကျမတို့ဘာအပြစ်များလုပ်ခဲ့မိလို့ကျမတို့အဲ့လိုစွန့်ပစ်ခဲ့ရလဲ။ ကိုရဲ့တာသမီအရင်ကိုမိဘအခုလိုမျိုးလောက်ခွင့်ရှိလားအဲ့လိုပြောပြီးသူတို့နေရာလုံးကငုံနေကြပါသူတို့ဘဝအကြောင်းကိုသိလိုက်ရတော့အဲ့ဒီဘဝမှာရှိနေတဲ့သူတွေအားလုံးစိတ်မကောင်းဖြစ်နေကြပါ යි ။ဒီနေရာမှာကျမအားလုံးပြောပြချင်တာကကိုရဲ့သားသမီးကဘလို့ပဲဖြစ်နေပါစေသူတို့ရဲ့မိဘတွေအတွက်ဝင်းတော့ဝင်ဖို့တော့မဖြစ်နိုင်ပါဘူး။တကယ်လို့ဝင်းတော့ဝင်ဖို့ဖြစ်လိမ့်မယ်လို့ထင်တခါလေးတက်ပြက်လိုက်ပါ။ဒီလိုမိဘမဲ့ဘဝမျိုးတော့မပေးကြပါနဲ့ အဲလိုပြောပြီးမျက်ရည်တွေအဆက်မပြတ်ကျနေပါယ်။ပွဲရသူတွေအားလုံးလည်းမျက်ရည်တွေဝဲတက်လာပါယ်။သူတို့နှစ်ယောက်လည်းဘွဲလက်မဲ့ယူပြီးအိမ်ပြန်လာကြပါယ်။သူတို့နှစ်ယောက်အိမ်ပြန်ရောက်တော့သူတို့ရဲ့မိဘတွေကိုတွေ့လိုက်ရပါယ်။နောက်ဆုံးတော့နင်းတို့နှစ်ယောက်ငါတို့အဆက်ခွဲလိုက်ပြီမလား။မမွေးခဲ့တဲ့ဟာရီ။တမီးကတော့မေရုရဲ့အမအတွက်နောက်တာရနေပြီဒီမီဝမ်းသာနေရ။ဒါပေမဲ့တမီးမှားသွားခဲ့တယ်။အမေရောကဘယ်တော့မှပြောင်းလဲနိုင်မှာမဟုတ်ဘူး။အဲ့ဒါဆိုအမေရောဒီကိုပါလာလောက်တာလေ ငါတို့လာရတဲ့အကြောင်းအရာအခုကျန်စားပြီးနင်တို့ဒီရွာမှာနေလို့မရတော့နင်တို့ကငါတို့ရဲ့သမီးတွေဆိုတာဒီရွာသူတွေအလုံးသိသွားကြပြီတိုနီလည်းအတော်လေးစိတ်တူသွားပါတယ်ဘာလို့လဲရှင်တို့အဆက်ကွဲမှနေပဲကျမတို့ကဘာလို့ဒီမှာနေလို့မရရမှာလဲကျမတို့ရဲ့အမားမမပါတာအမှန်ကတော့ရှင်တို့ကကျမတို့ရဲ့မိဘတွေဘာလို့ပြောမင်းရှင်တို့ပဲရှက်ရမှာ ကျမတို့ကရှက်ရမှာမဟုတ်ဘူးဒုက္ခိတာသမီးတွေပြည့်စုံဆောက်ရှောက်ဖို့ဝေးသည်တေဖို့အတွက်လွတ်ထားခဲ့ကြတယ် အိန္ဒိယသားတမီးတို့ပေါ်နည်းနည်းလောက်တနာခဲ့မင်းဆိုရင်အမေတို့အခုချိန်တမီးတို့အတွက်ခုံယူနေရလောက်ပြီငါတို့ပါလို့ရမယ်ဆိုတာနေပြောပြနေစရာမလိုနေတို့ဒီကနေထွက်သွားကြတော့အဲ့ဒီချိန်မှာအိမ်ပိုင်ရှင်လူစီယာရှောက်လာပါရှင်တို့နှစ်ယောက်ဒီနေရာနေအလိုက်တတိထွက်သွားလိုက်ကြရင်ကောင်းမယ်ဒါငါရဲ့အိမ်ရှင်တို့အချင်းချင်းပြောကြရှိရဆိုရင် အပြစ်မှာပြောကြအိမ်ထဲမှာလာပြီးအော်ကြီးဟစ်ကျဲပြောနေစရာမလိုဘသူ့လာပြီးအာနာပြနေရလဲငါတို့ဒီလိုအိမ်မျိုးအလုံးတရာတော့ဝယ်ပြစ်လို့ရတယ် ဟုတ်တယ်။နေတော့အိမ်အလောင်းတရာဝေကောင်းဝင်နိုင်လိမ့်မယ်။ဒါပေမဲ့ငါရဲ့ဒီအိမ်တော့ဝဲလို့မရအောင်။ငါတို့ဘသူတွေလဲဆိုတော့သိရလား။ဘာလို့မသိရမှာလဲ။တိတ်သိရပေါ့။ဒေါကိတာသမီးမြောက်ကိုစွန့်ပစ်ခဲ့ကြတဲ့မဟာကျေးဇူးရှင်မိဘကြီးလေးနေတော့မြောက်ကနေတော့လို့တကူကောင်းဆန်နေတူတွေဖနှက်နဲ့လဲဆွဲလို့ပြီးဆွဲပေးရမှာ။နွားချီနေတကူလုံးလူပေးတဲ့နေ။ជីကျူးလဲဒေါသာထွက်လာပါ යි ။စကားအစီကြီးပြောပါလူစီလဲခက်တိတိပြပြောလိုက်ပါ යි ။ နင်းတို့လိုဟိုင်းနေစကားမပြောတင်တာဒီလိုအဖြစ်ပြက်တွေကအရင်ညကနေကမတိခဲ့လို့ကျမတို့မမွေးစားခဲ့တာအခုတော့ကျမတို့ညောက်ကိုမွေးစားလိုက်ပြီအိမ်ကောင်းကောင်းမှလည်းတို့အိမ်အောင်ချပြီးအောင်ရှင်းတော့ကြည်ထားလိုက်ကြည်ကျူးကရှိပြီးတော့အခုလိုပြန်ပြောလိုက်ပါဒီလိုဒုက္ခိတကောင်မတွေဘသူကများလက်ထပ်မလဲဆိုတော့ငါလဲကြည့်ချင်းသေးရဲ့အဲ့လိုလောင်ပြောင်ကဲ့ရပြီးသူတို့နှစ်ယောက်ကပြန်သွားကြပါ යි ဒီလောက်မြင့်မြတ်တဲ့အလုပ်တွေလုပ်နေပြီသူတို့နှစ်ယောက်ရဲ့စိတ်ထက်က ဘာလို့အခုလောက်ဒီအောက်တန်းကြနေရလဲတကယ်ရောသူတို့ကပညာတတ်တွေဟုတ်လို့လားအဲ့လိုပြောကလူစီကသူတို့နှစ်ယောက်လုံးကို သူမရဲ့ကိုပိုင် အစီခေါ်သွားပါ යි လူစီကသူမပြောခဲ့တဲ့အတိုင်းသူတို့နှစ်ယောက်မွေးစားပြီးလက်ထပ်ပေးခဲ့ပါ යි ဒီအကြောင်းလေသူတို့ရဲ့မိဘအရင်တွေတည်သွားတော့ရှက်သွားကြပါ යි လူစီကသူမရဲ့သမီးနှစ်ယောက်ကို ခေါ်ပြီးသူတို့ရဲ့မိဘအရင်တွေစီခေါ်သွားပါ යි အခုမှဘာလို့ရှက်နေကြလဲအရာအလုံးရှင်တို့စဉ်းစားထားသလိုဖြစ်မလာနိုင်ဘူး အဲ့လိုပဲဘသူကမှရှင်တို့လားအကျင့်အတရားမကင်းမဲကြပါဘူး။စိတ်ရင်းစေတနာပြည့်ဝတဲ့လူတချို့လဲလောကကြီးမှာရှိသေးတယ်။လူစီလဲသူတို့ကိုကန်းကောင်းပြောပြလိုက်ပါ။ညီမနှစ်ယောက်လဲသူတို့ရဲ့ယောက်ျားရင်းနဲ့လူစီကိုကယူဆိုင်ကပျော့ပျော့ရွှင်ရွှင်နေသွားကြပါတော့တယ်။